ကျွန်တော်နာမည်ကတော့နေကွင်းဖြစ်ပါတယ်ကျွန်တော်အသက်ကတော့17နှစ်ရှိပါပြီကျွန်တော်နာမည်ကတော့မချင်းမူဖြစ်ပါတယ်ကျွန်တော်အသက်ကတော့10နှစ်ရှိပါပြီကျွန်တော်နာမည်ကတော့ဆိုင်းဝနာဖြစ်ပါတယ်ကျွန်တော်ကတော့အသက်17နှစ်ရှိပါပြီကျွန်တော်နာမည်ကကျော်လင်းဝေပါအသက်17နှစ်ရှိပါပြီကျွန်တော်မြန်မာနိုင်ငံရဲ့မြန်မာနိုင်ငံကိုစားပြုဘုံတမတယောက်ဖြစ်အောင်ရည်မှန်းထားပါတယ်ကျွန်တော်မြန်မာလက်အရေးရှင်ကစားသမားကောင်းတယောက်ဖြစ်အောင်ကျွန်တော်ရည်ရည်မှန်းထားပါတယ် ကျွန်တော်မြန်မာလေးစီတယောက်ပြမြောင်းရီမန်းထားပါတယ်မြန်မာလေးစဉ်ကစားသမားအထိရီမန်းထားပါတယ်အာမြန်မာလေးစဉ်ကစားသမားကောင်းတယောက်ပြောင်းကျူးစားပါလို့ကျွန်တော်ပြောချင်ပါတယ်အရွေးမခံရတဲ့တငယ်ချင်းတွေဆိုစိတ်ဓာတ်မကျပဲကစားကြရင်ကျွန်တော်ပြောချင်ပါဘလုံးဝတနာပါဆိုကျူးစားကြပါအရွေးမခံရတဲ့တငယ်ချင်းတွေကိုကျွန်တော်လိုကျူးစားပါလို့ကျွန်တော်ပြောချင်ပါတယ် ျွန်တော်ကတော့ Chelsea အသင်းကျွန်တော်ဘက်30 DBL ကိုကြိုက်ပါတယ်ကျွန်တော်လေးစားအားထားရတဲ့ဘုံသမားတော့ Real အသင်းကကျောင်းနံပါတ်ကိုရိုနယ်ဒိုဖြစ်ပါတယ်။ကျွန်တော်ကတော့မြန်မာလက်ရည်စင်တဲ့ကျောင်းနံပါတ်ကိုအောင်တူနှစ်သက်ပါတယ်။ကျွန်တော်နှစ်သက်ဆုံးကစားသမားဘာစီတင်တဲ့နံပါတ်30မက်ဆီကိုကြိုက်ပါတယ်။ဒီ Academy ရွေးချယ်ခံဖို့အတွက်တည်တံ့ထပ်ပြီးတော့ training ကျွန်တော်တို့ကထပ်လုပ်ရတယ်။ထပ်လုပ်ပြီးမှမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကလာရောက်ပြီးတော့ ွေးချယ်တဲ့အချိန်မှာကျွန်တော်တို့ဒီတက်ချလေးမြို့နယ်ကကလေးတွေက18ယောက်ရွေးချယ်ခံတဲ့ထဲမှာ9ယောက်ကျွန်တော်တို့ပနာမရွေးချယ်ခံရတာပေါ့ငါတို့ရွေးချယ်ခံပြီးတဲ့အချိန်မှာကျွန်တော်တို့ရန်ကုန်မှာတူမန္တလေးမှာလေဦးသွားရောက်ရွေးချယ်ခံပါတယ်နောက်ပြီးတော့ရှမ်းပြည်နယ်တစ်ခုလုံးအတိုင်းအတာတွေနဲ့အများဆုံးပေါ့ရာဂိုင်းတော့အဖြစ်တော့တောင်ကြီးတောင်နှစ်ဦးပဲရွေးချယ်ခံတယ်နောက်ရှမ်းမြောက်ကလာရှော့တူရွေးချယ်ခံတယ်ကျွန်တော်တို့တက်ချလေးက၄ဦးရွေးချယ်ခံတယ်ရွေးချယ်ခံရပြီးတော့ကျွန်တော်တို့နောက်ဆုံး တင်နှန်းကြောင်းကိုတက်ရောက်ဖို့အတွက်ကျွန်တော်တို့စစ်ဆေးမှုကတော့ကျွန်တော်စေးစေးစစ်ဖို့ပဲကြံပါတော့တယ်။ဘာဖြစ်လဲဆိုတော့ကုဆက်ယောဂတွေဖြစ်တဲ့တက်ရောက်အတဝါ ABC ဒီယောဂတွေအဓိကထားစစ်ပါပါ။အဲအဲယောဂတွေရှိတယ်ဆိုရင်တော့ကျွန်တော်တို့ကျောင်းတက်ခွင့်မရပါဘူး။အဲယောဂတွေမရှိဘူးဆိုမှကျွန်တော်ဒီအကယ်ဒမီကျောင်းကိုကျွန်တော်တက်ရောက်ခွင့်ရမှာပါ။